ီ30လို့နှိပ်ပြီးွားရင် manage manage access ကိုနှိပ်ပြီးွားလို့ရှိရင်ဒီ app ကိုနှိပ်ပေါ့နော်အဲ့မှာသူက search လုပ်အောင်မှာ search လုပ်အောင်မှာဆိုတော့ဘာနဲ့ search လုပ်မလဲဆိုတော့သူ့ရဲ့ account နဲ့ search လုပ်မှာနော်သူ့ရဲ့ account နဲ့ member.xbox search လုပ်အဲ့မှာပေါ်လာပြီဒါကခုနကထည့်ထားတဲ့ ချဲ့ထားတဲ့ဟာပေါ့နော်ထဲ့ထားတဲ့ဟာမှာသူကဒီမှာအများလေးကိုနှိပ်လိုက်မယ်ချဲ့ထားရမှာ inverter expire gmail.com ဆိုတဲ့ဟာလေးဝင်လာမှာအများလေးကိုနှိပ်လိုက်မယ်ဘီနာအများလေးနှိပ်လိုက်ဆိုရင် can only view ကိုနှိပ်မယ်ပေါ့နော် okay နှိပ်ပေါ့နော်ဒါဆိုရင် inverter expire မှာလည်းပြန်ပြီးတော့ဥစ္စာဖြစ်သွားပြီပေါ့နော်ဝင်ဝင်လို့ရပါပြီပေါ့နော်အဲတော့မြင်လို့ရပါပြီခုနကအကောင့်ပြောင်းရမယ် inverter E H P E R T H ပါတယ်။ဒီကနော်ကထရန်တင်းရတော့ထရန်နီလာ။အလောင်းလောက်နော်။ confirm လောက်နော်။အဲအဲ့ဒါဆိုသူသူသူအကောင့်ထဲမှာဒီ plan ကိုသူမြင်သွားပြီပေါ့နော်။ အဲ့တော့ဘာထူးခြားလဲဆိုတော့ can only view ဆိုတော့သူဝင်ကြည့်လို့ဝင်ကြည့်အောင်မကြည့်လို့ရမယ်ကျန်တာတွေဘာမှလုပ်လို့မရဘူးဒီမှာ device ကိုနေသူရအောင်မှာမှာ setting တွေဘာတွေဝင်ချိန်လို့မရဘူးเนาะနောက်ပြတော့ဒီမှာလည်းကြည့်လိုက် plan ရယ် form ရယ်ဘာရယ် delete ရယ်ဘာရယ်ဒါသူသူအကောင့်တွေကဒီ plan တော့ delete လုပ်လိုက်လို့ရတယ်ဒါပေမဲ့အဲ့ delete အဲ့ plan ကပြတ်သွားမှာမဟုတ်ဘူးကိုယ့်အထဲမှာတော့ကျန်မှာတကယ်လို့ तू က delete ခဲ့တယ်ကိုယ်ကပြန်ထည့်လို့ရတယ်သူကောင်းပေါ့เนาะအာ data locker data locker လဲနောက်ဆုံး तू อ่ะဘာလုပ်လို့ရလဲဆိုတော့ wifi configuration လုပ်လို့ရတယ်တကယ်လို့ तू อ่ะဟို router ကြီးပါ तू မိသွားတယ်ဆိုတော့ तू wifi configuration သူလုပ်လို့ရတယ်ပေါ့เนาะအဲ့ဒီခုပဲလုပ်လို့ရတယ်အဲ့တော့ဒီမှာ wifi အဲ data locker delete တာတော့ plan ကိုအာကိုယ့်ရဲ့ installer account နဲ့ delete တာ तू ဘာမှလုပ်လို့မရဘူး तू edit လုပ်လို့မရဘူးပေါ့เนาะခုန view only ရဲ့လောက်ထားတယ်သူ့ရဲ့ account လေးကဒီ plan တော့ तू ထုတ်လို့ရတယ်ဒါမဲ့ installer account ထဲမှာအဲ့ plan ကပြတ်သွားမှာမဟုတ်ဘူး